ိသတ်တို့အားလုံးပဲမိင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့မှာကတော့ပရိသတ်များအားလုံးအတွက်ရုပ်ရှင်ကားလေးမစားခင်မှာထုံးစံတိုင်းပဲဘာလို့ရမလဲ Channel Subscribe လုပ်ရသေးလို့ VPN ဖွင့်ပြီးတော့ GB ကြောက်လဲမြေတာရက်ခံနေပြီးတော့ရုပ်ရှင်က share မိုက်တယ်ဗျာ like လုပ်ထားပြီးအစီအစဉ်ကိုစပါမယ်ဆိုတော့ဒီနေ့ကတော့ပြန်လဲခန်းစားငယ်ဘွားရုပ်ရှင်များလို့ပဲပြောရမလားပေါ့နော်ထွက်တာတော့1999တော်တော်ကြာပြီကားနာမည်က Lake Plus လို့အမည်ရပါတယ်ဆိုတော့ဒီကကျွန်တော်ရှိမှတင်ဆက်ပေးခဲ့တဲ့ Jaws လို့မျိုးပဲ ရေတရဝိုင်းတကောင်တဲ့လူတွေကြားကအားပြိုင်မှုကိုမြင်တွေ့ရမယ်ကားပါတလို့ကြမ်းကြမ်းတန်းတန်းရေတရဝိုင်းတွေရှယ်ဖြုတ်တဲ့အကြောင်းကိုကြိုက်တဲ့ပရိသတ်တွေကတော့လုံအောင်ရှယ်ပဲဆိုတော့ဇလန်တော်အမေရိကန်ပြည်ထောင်စုနယူးအင်္ဂလန်ကမိန်းမှာဇိုင်တည်ထားတာဖြစ်ပြီးတော့ရေကန်ကြီးတကန်တဲ့ကိုမိကြောင်းကြီးတကောင်ရောက်လာပါတော့တယ်ငမိုးရိတ်ကြီးတော့မဟုတ်ပါဘူးဆိုတော့အဲမိကြောင်းကြီးကအရင်ဆုံးလူတယောက်ကိုကိုက်ဖြတ်စားတောက်သွားပြီးတဲ့နောက်မှာဒီလိုကိုက်သတ်သွားတာဘယ်ကောင်လဲဆိုတော့အဖေလိုက်ဆိုင်နဲ့အေယာမမိကြောင်းကြီးဖြစ်တာကိုသိလိုက်ရမှာပါဒါလို့နဲ့အေယာမမိကြောင်းကြီးကိုဖမ်းဖို့ရဲမှုတယောက် ကြောင်ဖြုတ်ကျွေးပညာရှင်တယောက်ဒေါ်အန်ဒရိတ်ဆန်ဌာနအရာရှိတယောက်မိချောင်းဝါသနာအိုးတထေးတယောက်တို့ကဒါထုံးစားတိုင်းပဲသူတို့စူးစမ်းပြီဆိုတော့ဘလို့ဒီမိချောင်းဖမ်းမှုစူးစမ်းမလဲတကယ်လို့မိမလားဘလို့ကြုံတွေ့ရမလဲဘလို့အခက်အခဲတွေနဲ့ဘလို့ survive ဖြစ်အောင်လုပ်ရမလဲဆိုတာကိုတော့ let's go ကျွန်တော်ကြည့်လိုက်အောင်ပါ1996တုန်းကရုပ်ရှင်ကဖြစ်တဲ့ like flash ဖြစ်ပါတယ်ခင်ဗျာဇကာရဆောင်မှာတော့ main ပြည်နယ် အယုစတိုကောင်တီထဲက black lake လို့ခေါ်တဲ့ရေကိုင်းတကန်ထဲမှာလေလေးတစ်စင်းနဲ့လူနှောက်ကိုမြင်ရပြီးတော့သူတို့ကတော့ဂုံတွင်းငားလုပ်ငန်းနဲ့ toy and trace ဌာနကအရာရှိ ward lawson နဲ့ရဲမှု hanky rock တို့ပဲဖြစ်ပါတယ် walk ကရင်ငုပ်ဖို့အတွက်အောက်ဆီဂျင်အိုးနဲ့ဝှေ့ဆောင်တွေပြင်ဆင်နေပြီးတော့ခဏနေတော့ရေထဲကိုခုံချသွားပါတယ်ရဲမှု hank ကတော့လေပေါ်မှာငုတ်တုတ်ထိုင်းနဲ့မုတ်စားပြီးတော့ကြံနေခဲ့တာပါ ward တယောက်ရေအောက်ထဲမှာ light ကြည့်ရင်းနဲ့တဏျာမှာတော့တစ်ခေါင်းပေါက်အကြီးတစ်ခုကိုတွေ့တဲ့အတွက်အဒီထဲကိုဝင်လေလာဖို့လှုပ်နေပါတယ် ဒါမဲ့အဲ့ဒီချိန်မှာပဲသူ့နောက်ကနေအတန်တစ်ခုကိုကြားလိုက်သလိုခံစားလိုက်မိတဲ့အတွက် World Cup နောက်ကိုလဲကြည့်လိုက်ပေမဲ့ဘာမှမရှိပါဘူး။ကနာကြောင်မှာတော့ရေကူးသွားတဲ့လိတ်လေးတစ်ကောင်ကိုမြင်လိုက်တဲ့အတွက်စိတ်အေးပြီးတော့ဒီဘက်ပြန်လဲမှာခုနကသေခေါင်းပေါက်တဲကနေငါးတစ်ကောင်ရုတ်တရက်ထွက်လာတာကြောင့် World တဲ့လန့်ဖြန့်သွားပါတော့တယ်။အဲ့ဒီချိန်မှာရဲမူဟန်းကတော့လေပေါ်မှာမုတ်စားပြီးတော့တချင်းနားထောင်ရင်းနဲ့ချေးနေတာပါ။ World ကတော့သေခေါင်းထဲကိုခေါင်းဝင်ပြီးတော့လိုက်ကြည့်နေတော့မှပဲအနောက်ကနေသူ့ခြေထောက်ကိုတစုံတရာကဆွဲလိုက်တဲ့အတွက် ဝေါ်လေအဲ့ဒီတရဝါကြီးဆွဲတဲ့နောက်ကိုပါသွားခဲ့ပါတော့တယ်။ခဏကြာမှတော့ဝေါ်ထာရေပေါ်ကိုပုံနိုင်မှုတို့အသေးအတန်စူးစမ်းနေပြီ။ကဲကြပါအောင်ဂျူမီငါလို့អော်နေပေမဲ့អော်မဟုတ်ပါဘူးတရုတ်လိုမဟုတ်အင်္ဂလိပ်လိုပေါ့။ကဲကြပါအောင်လို့အဲ့လိုអော်နေပေမဲ့မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့တို့ကသူ့အတန်ကိုဟန့်ကမကြားပါဘူး။ခဏနေတော့မှဟန့်လဲဝေါ်ကိုပြင်သွားတဲ့တို့ကလှမ်းဖြတ်ပြီးတော့လော်တက်ကိုကောက်ကန်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဝေါ်ရဲ့အောက်ဆီဂျင်ဘူးကရေပေါ်ပေါ်လာတာမြင်ရပြီးတော့ဝေါ်ကတော့ပုံမလာသေးပါဘူး။ ကနာကြောင့်မတော့ဝေါ်တောက်လေနာမှာရုတ်တရက်ပေါ်လာပြီးတော့ပါဇက်ကနေကြောင်းလန့်တကြားနဲ့អော်ခိနေတာចောင်းဟန်လဲသူ့ကိုလေပေါ်ရောက်အောင်ဆွဲတင်ပေးလိုက်ပါလေဒါမဲ့လေပေါ်ရောက်လာတဲ့ချိန်မှာတော့ဝေါ်မှာကခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးမရှိတော့ပါဘူးရေထဲကနေတရဝါကြီးကဝေါ်ရဲ့ခါလောက်ကနေခန္ဓာကိုယ်တစ်ပိုင်းလုံးကိုကိုက်ဖြတ်စားတောက်သွားခဲ့ပြီပဲဖြစ်ပါလေဟန်ကဒါကိုကြည့်ပြီးတော့ဖျားတားလိုက်ပြီဝေါ်ကတော့မကြခင်မှာပဲလောကကြီးကိုနှုတ်ဆက်သွားပြီဖြစ်ပါလေ ဂျပန်မှာတော့အမေရိကန်တဘာဝသမိုင်းပြတိုက်ကတတ်တာဗေဒပညာရှင်ကယ်လီစကော့ကသူ့ဘဲကယ်ဗင်ကသူ့ကိုဖျက်သွားတဲ့အတွက်ပေါက်ကွဲနေပါတယ်။ဖြစ်ချင်တော့သူ့ဘဲသူ့ကိုဖျက်သွားတဲ့အကြောင်းရင်းကသူ့ရဲ့လှုပ်ဖို့ကိုင်းဘက်ဖြစ်တဲ့မာရာနဲ့တွဲခုန်နေတဲ့အတွက်ဆိုတော့ကယ်လီတယောက်ပို့ပြီးတော့ပေါက်ကွဲတော့တာပါ။အဲ့ဒီချိန်မှာရဲမှုဟန်းစီကိုတော့အမေရိကန်9နဲ့တောင်းထရိတ်ဆန်ဝင်ဆောင်မှုအရာရှိဂျက်ဝေါ်ရောက်လာပြီးတော့သူကဝေါ်လော့ဆန်တည်ဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးဖို့လာတာပါ။ ဂျက်ဝေါ်ကသူ့ကိုယ်သူမိတ်ဆက်ပြီးတော့ဝက်ဝံတိုက်ခိုက်မှုဖြစ်တာလားလို့မေးလိုက်တော့ဟန်ကဝက်ဝံမဟုတ်ဘူးဝက်ဝံကလူတွေကိုရောက်ထဲမှာမတိုက်ခိုက်ဘူးလို့ပြောလိုက်ပါတယ်ဂျက်ဝေါ်ကဒါဆိုရင်ဖြန်တိုက်ခိုက်တာဖြစ်မယ်လို့ပြောလိုက်တော့ဟန်ကမင်းစောက်ခွဲပြောင်လို့ပြီးအောင်မှာလားလို့မေးလိုက်ပါတယ်ဂျက်ဝေါ်လဲဝေါ်လော်စင်ရဲ့အလောင်းထဲထားတဲ့အိတ်ကိုဖွင့်ကြည့်လိုက်ပြီးတော့သူရေထဲကနေဒီပုံစံနဲ့ထွက်လာတာလားလို့ဟန်ကိုမေးလိုက်ပါတယ်တဖက်မှာလဲကယ်လီစီကိုသူ့ရေစာအောင်ကယ်ဗင်ကရောက်လာပြီးတော့ကယ်ဗင်ကမိန်းမမတော်စားမှုတစ်ခု ဖြစ်သွားတယ်လူတယောက်ရေကန်ထဲကအရာတစ်ခုကြောင့်သေသွားတာ ဝက်ဝံတကောင်လည်းဖြစ်နိုင်ပေမဲ့သွားရတွေလည်းတွေ့တယ်တဲ့အလောင်းမှာကတ်ကြံခဲ့တဲ့သွားပိုင်းစားတစ်ခုရဝက်ဝံသွားမဟုတ်တာသေးကြတယ်ပုံစံကဒိုင်နိုဆောသွားလိုမျိုးဖြစ်နေတယ်လို့ပြောလိုက်ပါတယ်ကေဗင်ကိုမကြည့်တဲ့ကယ်လီကအဲ့ဒါဆိုလေသူ့ဒိုင်နိုဆောတတ်သွားတာဖြစ်မှာပေါ့လို့ပြန်ရွက်ပြီးတော့ပြောလိုက်ပါတယ်ဒါမဲ့ကေဗင်ကကယ်လီကိုမင်းကိုလှုပ်ဖို့လှုပ်နေခဲ့တာပါမင်းကကြောက်ပြုတ်ခြင်းပညာရှင်ပဲဒါငါတို့လှုပ်ပဲလေမင်းအရီကိုသွားပြီးတော့စစ်ဆေးကြည့်စေချင်တယ်လို့ကေဗင်ကပြောလိုက်တော့ကယ်လီကကျမကွင်းစင်းလှုပ်တဲ့လူမဟုတ်ဘူးလေရှင်နဲ့မာရာနှစ်ယောက်ပေါင်းပြီးတော့ ကျွန်မတို့ဒီကနေပါထုံနေတာမလားလို့ပြောလိုက်ပါတယ်။ကယ်လီကလုံးဝမသွားနိုင်ဘူးလို့ညင်းနေပေမဲ့နောက်ဆုံးတော့သူ့အထက်လူကြီးလည်းဖြစ်နေတဲ့ကယ်ဗင်စကားကိုမလွန်ဆန်နိုင်ပဲမင်းကိုထွက်လာခဲ့ရပါတော့တယ်။အဲနောက်မှာတော့ကယ်လီတောင်ရဲမူဟန်စီကိုရောက်လာပြီးတော့ဟန်ကဝေါ်ဒရဲ့အလောင်းကိုထားထားတဲ့ဈေးုံစီကိုကယ်လီကိုခေါ်လာပါတယ်။ကယ်လီတောင်လူသေးုံနဲ့ဝင်ရမယ်ဆိုတော့လန့်နေပြီးမဲ့သူကြောက်တတ်တာကိုမသိစေခြင်းနဲ့အတွက်ဟန်နဲ့တူလူသေးုံနဲ့လိုက်ပြီးတော့ဝင်လာခဲ့ပါတယ်။ကယ်လီကဝေါ်ဒရဲ့အလောင်းမှာစိုက်နေတဲ့သွားကိုတေချာစစ်ကြည့်ပြီးတော့ ဒါကတွားသွားတရဝါတကောင်ရဲ့တွားပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ကယ်လီကဝေါ်ဒ်ရဲ့အလောင်းကိုကြည့်ဖို့လို့တော့ဟန်ကမကြည့်ဖို့တားလိုက်ပါတယ်။ဒါပေမဲ့ကယ်လီကပြောလို့ဆိုလို့မရပဲအလောင်းကိုကြည့်လိုက်ပြီးတော့သူဟာသူဖျားရီပါရီတပြီးတော့လန့်ဖြန်သွားခဲ့ပါတော့တယ်။ပြီးတော့ကယ်လီကဒီတိုက်ခိုက်မှုကဘလောက်ကြာလဲလို့မေးလိုက်တော့ဟန်က10စက္ကန့်နေ10စက္ကန့်ကြားလောက်ပဲကြာတယ်လို့ပြောလိုက်တာပါ။ကယ်လီကသူအဲ့ဒီရေကန်ကိုကြည့်ကျင်တယ်လို့ပြောလိုက်တော့ဟန်လည်းရေကန်ကိုလိုက်ပြဖို့လှုပ်ပါတော့တယ်။ဟန်ကအဲ့ဒီရေကန်နဲ့25မိုင်ပတ်လေမှာနေတဲ့လူတိတ်မရှိဘူး။ ကံပေးမှာနေတဲ့တက်ကြီးဇုံတွဲတချို့လောက်ပဲရှိတာဆဲကျော်သားလေးတွေကတော့ခါလီမှာလမ်းလျှောက်ထွက်လာတတ်လူပြောက်တာဘာညာလဲတခါမှမဖြစ်ဘူးလို့ပြောပြပါတယ်ဟန်ကတနတ်တက်လဲယူလာပြီးတော့ရေတွေကကောင်းဘာကောင်းပဲဖြစ်ဖြစ်ဒါနဲ့ပြင်တစ်ချက်တည်းအသေးပါပဲလို့ကယ်လီကိုပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရေကန်စီသွားဖို့ပြင်နေတဲ့အချိန်မှာဂျက်ဝေါ်လဲရောက်လာပြီးတော့ဂျက်ဝေါ်ကမင်းတို့ငါတို့နဲ့လိုက်ခိုင်းလို့မရဘူးလို့ပြောလိုက်ပါတယ်ဂျက်ဝေါ်ကဒါကအပြိုလေးလိုက်ခီးထွက်တာမဟုတ်ဘူးတိမ်ပံခီးစင်လဲမဟုတ်ဘူးအဲ့ဒီကန်တွေကတရဝါတကောင်ကောင်ကြောင့်လူသေးသွားတာ မင်းကူညီကြတော့ငါအသီးမပြုပါနဲ့ဒါပေမဲ့မင်းလိုက်လို့မဖြစ်ဘူးလို့ပြောပေမဲ့ကယ်လီကတော့လက်မခံပဲအတင်းလိုက်မယ်လို့လုပ်နေတာကြောင့်ဟန်နဲ့ဂျဝေါ်တို့ကလိုက်ခွင့်ပေးလိုက်ရပါတော့တယ်အဲနောက်မှာတော့သူတို့သုံးအောင်သားရေကန်သားမှာနေတဲ့ Mrs. Brisman ဆိုတဲ့အဖွားကြီးတယောက်အင်ကိုလာပြီးတော့ဒီကန်သားမှာဘာတွေထူးခြားတာတွေ့မိသေးလဲလို့မေးမြန်းပါတယ်အဲတော့မှ Mrs. Brisman ရဲ့ခင်မုန်းကလုံခဲ့တဲ့နှစ်နှစ်လောက်ကတေဆုံးသွားခဲ့တဲ့အကြောင်းကိုသိလိုက်ရပြီးဟန်တို့ကဘာလို့တေသွားလဲလို့မေးပေမဲ့ Mrs. Brisman ကမပြောပြပါဘူး အဲ့ဒါနဲ့ဂျက်ဝေါ်ကမနေ့ကလူတယောက်ရေကန်ထဲကတရိတ်ဆန်တကောင်တိုက်ခိုက်တာခံပြီးတော့တေဆုံးသွားတယ်ခမောက်ကြားဘလို့ဆုံးသွားလဲဆိုတာလည်းပြောပြပါလားလို့မေးလိုက်ပါတယ်ဒါမဲ့ message brain man ကတော့တေချာမပြောပြပဲဝေးလေကြောင်ဘတ်တွေသာပြောနေတာကြောင့်သူတို့သုံးယောက်လဲမော်တော်ဘုံနဲ့ခရီးဆက်လာခဲ့ကြပါတယ်ရေမူဟန်းကသူတို့တွေရေကန်သားမှာနှစ်ရက်လောက်ရွက်ဖြင်းတဲရီနဲ့စကန်းချပြီးတော့စစ်ဆေးတာတွေလုပ်ရမယ်လို့ပြောလိုက်တော့ကယ်လီကအဲ့ဒီမှာအင်တာရှိလားအင်တာမရှိရင်ကျမဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြဿနာဆရှာပါတော့တယ် အဲ့ဒါနဲ့ဂျက်ဝေါ်ကမင်းဝရကြောင့်စောကြီးတည်းမလိုက်ပါနဲ့လို့ပြောသားပဲလို့ပြောလိုက်တော့ကယ်လီကမိမရရဲ့ထုံးစံတိုင်းပို့ပြီးတော့ပြဿနာရှာပါတော့တယ်။အဲ့ဒီချိန်မှာပဲရဲမူဟန်းကရေပမာတစုံတစ်ခုကိုတွေးလိုက်တာကြောင့်မော်တော်ဘုတ်ကိုအချိန်လျှော့ပြီးကြည့်လိုက်တော့တရဝါတကောင်ကကိုက်ဖြတ်ထားတာခံရတဲ့တရေဂျိုကြီးတစ်ခုဖြစ်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်တော့သူတို့စကန်းချမဲ့နေရာကိုရောက်လာကြပါတယ်။ဂျက်ဝေါ်ကကယ်လီကိုမင်းကရွက်ပြင်းတဲ့နဲ့စကန်းချတာမကြိုက်ဘူး။ခြေနေကိုလည်းမကြိုက်ဘူး။ ပြားတိုက်တွေကလည်းပုံမှန်ဆိုသွားတစ်ချောင်းစုံစမ်းမှုဆိုပြီးတော့တေတော်တွေကိုလူမလို့ပေးပါဘူးမင်းတကယ်တမ်းကဒီမှာဘာလာလုံနေရလဲလို့မေးလိုက်ပါတယ်အဲ့ဒါနဲ့ကယ်လီကစွာတီးလန်ပြီးတော့ဂျက်ဝေါ်ကိုရံပြန်တွေ့နေတဲ့အချိန်မှာပဲရဟယင်တစည်းကသူတို့စီကိုဥတီလာနေပြီးတော့အဲ့ဒီရဟယင်ပေါ်မှာပါတဲ့လူကတော့ဒန်နိုင်ရှင်းအောင်ဗေဒကျွမ်းကျင်ပညာရှင်တထေးတယောက်လည်းဖြစ်တဲ့ဟတ်တာပါကယ်လီကကျွန်မအရင်ကသူနဲ့အလုပ်တွဲလုပ်ဘူးတယ်သူကမိချောင်းတွေကိုစိတ်ဝင်စားတယ်သူပဲသူသားတွေကိုယောက်လာတာဆိုရင်ရှင်တို့မှသူရှာနေတဲ့ မိเจ้าတကောင်ရှိလို့ပဲဖြစ်မယ်လို့ပြောလိုက်တော့ဟန်ကမိမဘာမိเจ้าမှမရှိပါဘူးလို့ပြန်ပြောလိုက်ပါတယ်ဟတာရောက်လာတော့သူကကျုပ်တို့ရောက်လာတာခမားတို့မိเจ้าကူရှာပေးဖို့ပဲဒီကောင်ပြောင်ပန်းနေရွှေပြောင်းလာတာဖြစ်နိုင်တယ်ဒီအကန်သမုတ်ညာနဲ့ဆက်ဆက်နေတာလေးလို့ပြောလိုက်ပေမဲ့ရဲမူဟန်ကသူ့နယ်မြေမှာမိเจ้าရှိတယ်ဆိုတော့လက်မခံခြင်းသလိုဟတာကိုလည်းတိတ်ပြီးတော့မကြည်တော့ပါဘူးအဲဒီနောက်မှာတော့သူတို့၄ယောက်သားလေနှစင်းနဲ့ရေကန်ထဲကိုထွက်လာကြပြီးတော့မိเจ้าဝါသနာအိုးဟတာကသူ့ရဲ့ မိချောင်းရှာတဲ့ကရိယာကြီးကိုနားထောင်ပြီးတော့လိုက်လာခဲ့ပါတယ်။ဟန်ကတော့ဟတ်တာကိုမကြည့်တဲ့အတွက်ယူအင်္ဂလန်မှာမိချောင်းရှိတယ်လို့ဘယ်လိုငတုံးအောင်ယုံနေတာလဲ။ဘာညာနဲ့ဟတ်တာကိုဖဲ့နေခဲ့တာပါ။ဟန်နဲ့ဟတ်တာတို့နှစ်ယောက်သားအပြန်လန်ဖဲ့နေကြဒုံးမှာပဲသူတို့ရှိကရေပေါ်မှာငှက်ဖြူအုပ်တုပ်လုံနေအောင်မြင်လိုက်တဲ့အတွက်ဂျက်ဝေါကသူတို့အစာစားနေရလားလို့မေးလိုက်တော့ဟန်ကမဟုတ်ဘူးကြောက်နေတာလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲကယ်လီနဲ့ဟန်တို့ရဲ့အောက်ကနေတစုံတစ်ခုကဝင်ဆောင်လိုက်တာကြောင့် လေလဲပက်လက်လန်သွားပြီးတော့ကယ်လီတို့ညောင်းလေရေထဲကိုပြုတ်ကျသွားပါတော့ဒီဟာဒါကျွန်တော်တို့ညိန်ထားမလုံနဲ့ကျွန်တော်တို့ရေထဲကအမြန်ပြန်ဆယ်လို့ပြောလိုက်ပြီးတော့သူတို့နှစ်ယောက်ကိုလေပေါ်ပြန်ဆွဲတင်ပေးလိုက်ပါလေအဲနောက်တော့ကယ်လီကအမေရိကန်တော်ရိုင်းတရိတ်ဆန်အဖွဲ့ကိုအကူညီလမ်းပြီးတော့တောင်းပေမဲ့ဘာတရဝါဖြစ်တယ်ဆိုတာကိုအတီးပြူးချက်မရသေးတဲ့အတွက်အကူညီမရခဲ့ပါဘူးအဲအချိန်မှာပဲဟန်ရဲ့လက်ထောက်ကလာခေါ်တဲ့အတွက်သူတို့သွားကြည့်လိုက်တော့ရေကန်အဆက်မှာတင်နေတဲ့လူတယောက်ယောက်ရဲ့ခြေထောက်တစ်ချောင်းကိုမြင်လိုက်ရပါတော့တယ် ဟက်တာကတော့ဒါမိချောင်းကြိုက်တာခံလိုက်တဲ့ဝေါ်ဒ်ရဲ့ခြေချောင်းဖြစ်မယ်လို့ပြောလိုက်တာပါအဲဒီညမှာတော့ဟက်တာကရွက်ပြင်တဲရီထဲမှာပါတီလုပ်နေပြီးတော့ရဲမှုရဲ့လူတွေကိုလည်းပတ်ဆံပေးပြီးတော့ကျွေးနေတူးခိုင်းထားပါလေရဲမှုဟန်းကမင်းမလို့ကျွေးနေတူးခိုင်းညာလဲလို့မေးလိုက်တော့ဟက်တာကမိချောင်းတွေကဂုံးပေါ်လေတက်လာတတ်တယ်သူတို့ကအတန်လာတဲ့နောက်ကိုလိုက်တာလို့ပြောလိုက်ပါလေရဲမှုကတော့ဟက်တာပြောတဲ့မိချောင်းဆိုတာအခုထိမယုံသေးတဲ့အတွက်နှစ်ယောက်သားစကားထပ်ပြီးတော့များနေကြပါသေးတယ်တပတ်မှာတော့ကယ်လီနဲ့ဂျက်ဝေါ်လေးစကားပြောနေကြပြီးတော့ဂျက်ဝေါ်က ကယ်လီကြောက်ခုဒီမှာပြန်သေးပဲဒီမှာဆက်နေနေတဲ့အကြောင်းကိုထပ်မေးလိုက်တော့ဒီခါတော့ကယ်လီကသူ့အကြောင်းကိုအမှန်တိုင်းပဲပြောပြလိုက်ပါတော့တယ်ကယ်လီကသူကသူ့လှုပ်ရှင်နဲ့တွဲခဲ့တဲ့အကြောင်းနဲ့အဲ့ဒီသူ့ရီးစားကဖောက်ပြန်သွားတဲ့အကြောင်းပြီးတော့သူ့ရီးစားဟောင်းကသူ့ကိုဒီကိုပတ်ထုတ်လိုက်တဲ့အတွက်ကြောင့်မပြန်ကျင်တော့တာဖြစ်ကြောင်းကိုပြောပြလိုက်တော့တာပါအဲ့ဒီညာဘက်မှာလည်းဟန်တယောက်အပေါ်ထသွားနေတဲ့တောအုပ်ထဲမှာလှုပ်နေတဲ့တယောက်ကိုမြင်လိုက်ရတဲ့အတွက်ခါးကြတနတ်ကိုထုတ်ပြီးတောအုပ်ထဲကိုလိုက်ရှာရာမှာတော့ မြင်းနဲ့တကောင်ကြီးတောထဲမှာထောင်ချောက်တွေလုံနေတဲ့ဟာတကိုမြင်လိုက်ရပါလေ။အဲ့လိုနဲ့သူတို့နှစ်ယောက်သား1295ချိန်မြောက်စကားထမ်းများနေတော့မှာပဲဂျက်ဝေါနဲ့ကယ်လီတို့ရောက်လာကြပါလေ။ဟာတာထွက်သွားတော့ကယ်လီကသမိုင်းမတည်မီယဉ်ကျေးမှုတွေမှာမိချောင်းတွေကိုကိုးကွယ်ခဲ့ကြအကြောင်းရှေးဟောင်းတရုတ်အီဂျစ်အော်စတြေးလျနဲ့အာရှဒေသတွေမှာမိချောင်းကိုကိုးကွယ်ခဲ့တာတွေရှိခဲ့ကြအောင်ကိုပြောပြပြီးတော့ဟာတာကလည်းရှေးဟောင်းဒန်နာယီပရော်ဖက်ဆာဆိုတော့မိချောင်းတွေကိုမြင့်မြတ်တဲ့တရဝါတွေလို့ယုံနယ်အကြောင်းကိုပြောပြလိုက်ပါတယ် ကယ်လီကဟတ်တာကမိချောင်းတွေကိုလည်းရှာနိုင်တယ်လို့ပြောပေမဲ့ဟန်ကတော့ဒီကောင်စောက်ယူပါပဲကွာလို့ပြောလိုက်ပါတယ်ပြီးတော့ဟန်တယောက်သူ့ရွက်ဖြင့်တဲစီကိုပြန်လာတဲ့ချိန်မှာဟတ်တာထောင်ထားတဲ့ထောင်ကြောက်တစ်ခုလည်းပြုတ်ကျသွားလိုက်ပါသေးတယ်နောက်နေ့မနက်ရောက်တဲ့ခါမှာတော့သူတို့တွေဆက်လီတစည်းနဲ့ထွက်လာခဲ့ကြပြီးမိချောင်းရှာပုံတော်စပြီးတော့ဖြန့်ကြပါတော့တယ်ဒီနေ့တော့ဟတ်တာရဲ့အကြံတိုင်းမိချောင်းသားပေါက်တန်တစ်ခုနဲ့မိချောင်းကိုများခေါ်ဖို့လှုပ်ကြမှာပါခဏကြာမှာတော့သူတို့ရေလဲကောင်ကိုကြောက်စုချလိုက်ပြီးတော့ဟတ်တာနဲ့ ဂျက်ဝေါ်တို့ကရေအောင်ဆေးမှုအတွက်လုံနေကြပါတယ်ဟတ်တာနဲ့ဂျက်ဝေါ်တို့နှစ်ယောက်ရေငုပ်သွားပြီးတော့ကယ်လီကမိချောင်းသားပေါက်လေးအတန်လွင့်မိမယ်စပီကာကိုရေထဲကိုပြစ်ချလိုက်ပါတယ်ဇက်လီပေါ်မှာတော့ရဲမှုဟန့်ကယ်လီနဲ့ရဲမှုရဲ့လက်ထောက်ဘက်တို့ဂျန်နေပြီးတော့သူတို့တွေဟတ်တာတို့စီကအချင်းတွေကိုစောင့်ကြည့်နေတုံးမှာပဲလေရဲ့ကြောင်စူးကျိုးကိုတစုံတစ်ချောင်းကဆွဲလိုက်တဲ့အတွက်ကယ်လီတောင်ရေထဲပြုတ်ကျသွားခဲ့ပါတော့တယ်လေကိုလည်းရေအောက်ကအရာကြီးကဆွဲသွားတာကြောင့်လေကရေထဲပြုတ်ကျနေတယ်ကယ်လီနဲ့ဝေးသွားခဲ့ပါတယ် ဟန်တို့ကကြောက်စူးကျိုးဆွဲဖြတ်လိုက်ပြီးတော့လေကိုဆက်ပြန်နှိုးပြီးတော့ကယ်လီစီကိုအ мян ပြန်မောင်းထွက်လာလိုက်ပါလေကယ်လီကိုလေပေါ်ဆွဲတင်ပေးပြီးတော့ဂျက်ဝေါ်လေးရေပေါ်ကိုပြန်တက်လာခဲ့တာပါကနာနီရောဟက်တာလည်းပေါ်လာပြီးတော့ဟက်တာကိုလေပေါ်ဝိုင်းဆွဲတင်နေပေးတော့မှာပဲဘက်ကမိချောင်းသားပေါက်တန်းလွှင့်လာတယ်စပီကာကိုရေထဲကနေဆွဲတင်နေပါလေအဲ့ဒီချိန်မှာပဲရေအောက်ကနေရုတ်တရက်တစုံတချောင်းကြီးခုံတက်လာပြီးတော့ဘက်ရဲ့ခေါင်းကိုကိုက်ဖြတ်သွားခဲ့ပါတော့တယ်ဒါမဲ့မိချောင်းကတတုံမြန်နေတာကြောင့်သူတို့တွေမိချောင်းကိုတော့တေချာမမြင်လိုက်ခဲ့ကြပါဘူး ်ကယ်လီကတော့သူတို့စကန်းကိုပြောင်းတဲ့အခါမှာတော့တတော်လမ်းဖြန့်နေပြီဂျက်ဝေါ်ကသူ့ကိုနှစ်သိမ့်ပေးနေပါလေအခုချိန်မှာတော့ American Toy Yarn Trace and စောက်ကြည့်အဖွဲကလည်းလာနေဖြစ်ပြီးတော့ရဲတွေကတော့သတင်းသမားတွေမသိအောင်တိုးတိတ်တိတ်ပဲမိချောင်းကိုဖြေရှင်းမှုအတွက်လုပ်နေကြပါလေတပတ်မှာ Hatter ကတော့ရဲမှုကို back သိဆုံးတဲ့ကိစ္စတော့စိတ်မကောင်းချောင်းလာပြောပြီး Han ကတော့ Hatter မင်းကလူကောင်းတယောက်ဖြစ်မှာပါဒါပေမဲ့မင်းစကားမပြောရင်ပိုကောင်းမယ်ထင်တယ်လို့ဘူတော်လိုက်ပါတော့တယ်ပြီးတော့ Han တယောက်ပြန်ထွက်မှာ Hatter ထောင်ထားတဲ့ထောင်ချောက်စာထပ်မိပြီး ်တစ်ပေမှာဇောက်ထိုးကြီးဖြစ်နေပါတော့တယ်ဟန်ကိုကြိုးပြန်ဖြီးပေးပြီးအောက်ချပေးလိုက်တော့ဟန်ကဟတ်တာကိုဒေါသထွက်ပြီးဒုံနဲ့လိုက်ရိုက်ဖို့လှုပ်တာကြောင့်ဟတ်တာလည်းထွက်ပြေးပါတော့တယ်ဟန်ကိုတော့ဂျက်ဝေါနဲ့ကယ်လီတို့ကဆွဲနေတော့မှဝဝုန်ကြီးတကောင်ရောက်လာပြီးတော့သူတို့ကိုတိုက်ခိုက်ဖို့လှုပ်ပါတော့တယ်ဝဝုန်ကြီးကကန်းဆက်မှာရပ်ပြီးတော့ဟိန်းဟောင်းနေတော့မှာပဲရေတဲကနေပေ30ကြော်လောက်ရှိတဲ့အေယာမမီချောင်းကြီးတကောင်ကတက်လာပြီးတော့ဝဝုန်ကြီးကိုကိုက်တက်ကရေတဲကိုဆွဲချသွားခဲ့တော့တာပါ ဒီတခါတော့သူတို့အကုန်လုံးမိချောင်းကိုမြဝါထင်းထင်းကိုတိုင်ကိုကြမြင်လိုက်ရတာကြောင့်ဟန်လေဟတ်တာပြောတာကိုလက်ခံလိုက်ရပါပြီအဲနောက်တော့ဒီမိချောင်းမျိုးနွယ်အချောင်းကိုသူတို့ရှာကြည့်လိုက်တော့အာရှမိချောင်းမျိုးနွယ်ဖြစ်တဲ့အင်ဒိုပစိဖိတ်မျိုးနွယ်ဖြစ်နေပြီးတော့ငမိုးရိပ်မိချောင်းကြီးရဲ့မြစ်တော်ဆက်နေရာကိုသိလိုက်ရပါတယ်နောက်တာပါအဲနောက်တော့ဟန်ကမိချောင်းကိုသူလာတဲ့တနတ်ကြီးနဲ့ပြစ်တတ်မယ်ဆိုလို့ဟတ်တာနဲ့နှစ်ယောက်သားထပြီးတော့ရန်ထဖြစ်ကြပါသေးတယ် ဟတာငါခရာတီကပတ်ညူရထားတာဘာညာနေပြောနေတော့ဟန်လဲတချက်လေးပြထိုးထလိုက်တော့ဟတာတယောက်မှောက်သွားပါတော့လေဂျက်ဝေါ်နဲ့ကယ်လီတို့ကလည်းခလေးတွေလိုရန်ဖြစ်နေသူတို့နှစ်ယောက်ကိုပြန်ပြန်ပြေးပြီးတော့ကိုတဲစီကိုပြန်ဖို့ပြောလိုက်ပါတယ်အဲနောက်တော့ကယ်လီကဂျက်ဝေါ်ရဲ့လက်မောင်းကဒိုင်ယာကိုပတ်တီစီပေးနဲ့စကားပြောကြရင်သူတို့နှစ်ယောက်လည်းညီတ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 ီဖြစ်လာခဲ့ကြပါပြီအဲသူတို့ညီတာတော့ဟန်နဲ့ဟတာလိုညီတာမျိုးမဟုတ်ဘူးပေါ့လေအဲတခြားတစ်မျိုးတစ်မျိုးလေးပေါ့ဆိုတော့နောက်တရမှာလည်းသူတို့လေးယောက်သားမိချောင်းရှာပုံတော့ဆက်ပြီးတော့ဖွင့်နေကြရင်းနဲ့ ကန်းစားမှာခေါင်းပြားတစ်ခုကိုထပ်ပြီးတော့တွေးလိုက်တာကြောင့်ကယ်ရီကလည်းလမ်းဖြန့်နေခဲ့ပြန်ပါပြီ။အဲဒီအချိန်မှာပဲရေကန်နားမှာနေတဲ့မုံဆိုးမှအမျိုးသမီးကြီးမေဇစ်ဘရင်မန်ကနွားတကောင်ကိုသူ့အိမ်နားကကန်းစားစီခေါ်သွားတာကိုသူတို့တွေမြင်လိုက်ကြပါလေ။ကယ်ရီတို့လည်းမှန်မြောင်းနဲ့လမ်းပြီးတော့ရှိုးကြည့်လိုက်တော့ရေထဲမှာမိချောင်းကြီးကိုတွေ့ရပြီးမေဇစ်ဘရင်မန်ကမိချောင်းကြီးကိုအစာကျွေးနေခဲ့တာပါ။မကြာခင်မှာပဲမိချောင်းကြီးကကန်းဆက်ကနွားကိုရေထဲဆွဲချသွားပြီးတော့ကြိုက်စားပြစ်လိုက်ပါတော့တယ် အဲနောက်တော့သူတို့တွေ message brainman စီကိုသွားပြီးတော့တေးချာမေးမြန်းလိုက်တော့ message brainman ကမိเจ้าကိုအစာကျွေးလာတာ6နှစ်လောက်တောင်ရှိနေပြီဆိုတာကိုသိလိုက်ရပါတော့တယ်သူယောက်ျားဘာနီရှိတဲ့ချိန်တဲကသူတို့ဒီမိเจ้าရှိတာကိုသိခဲ့ကြပြီးတော့သူတို့လင်မယားနှစ်ယောက်စလုံးမိเจ้าကိုအစာကျွေးခဲ့ကြတာပါအဲ့ဒီတုန်းကဒီမိเจ้าကဘသူကမှလည်းဒုက္ခမပြီးတဲ့အတွက်သူတို့မွေးထားခဲ့တဲ့အိမ်မွေးတိရိစ္ဆာန်လိုပဲဖြစ်နေခဲ့တာပါအဲလွန်ခဲ့တဲ့နှစ်နှစ်ကတော့သူတို့မွေးထားတဲ့မြင်းတကောင်လွတ်သွားပြီးတော့ရေကန်နဲ့ရေသွားတောက်တဲ့အချိန်မှာ သူယောက်ျားဘာနီကလည်းမြင်းနောက်ကိုလိုက်သွားခဲ့တာပါအဲ့ချိန်မှာမိချောင်းကသူယောက်ျားကိုရောမြင်းကိုပါကိုက်တက်စားခဲ့တာပဲဖြစ်ပါတော့တယ်ဒါမဲ့ message brain man ကမိချောင်းညာသူယောက်ျားကိုတမင်ကိုက်တာမဟုတ်ပါဘူးလို့ယူဆထားခဲ့ပြီးတော့သူရဲတွေကိုတိုင်မိချောင်းကိုလာပြီးတော့တတ်ကြမှာဆိုတဲ့အတွက်ကြောင့်ဒီကိစ္စကိုသူကပဲဖုံးကွယ်ထားခဲ့တာပဲဖြစ်ပါတယ်တပတ်မှာတော့ hatter ကရဲမှုရဲ့လက်ထောက်ရဲမေ grace ဒါနဲ့ဂျားကပဲရေထဲကိုဆင်းပြီးတော့မိချောင်းကိုရှားပါတော့တယ် Grace ကလည်းတားလို့မရတဲ့အတွက်ရဲမူဟန့်ကိုပဲတရင်လှမ်းပြီးတော့ပေးလိုက်ပါတယ်။ Hatter ကရေအောက်မှာငုတ်ရှာနေပြီးတော့ခဏနေတော့ရေပေါ်ကိုပြန်တက်လာခဲ့တာပါ။ပြီးတော့သူရေပေါ်မှာကိုဖော့နေတုံးပါပဲ။သူ့နောက်ကနေသူတွေ့ကျင်နေတဲ့အေယာမချောင်းချောင်းကြီးကပေါ်လာခဲ့ပါတော့လေ။ Hatter လည်းချောင်းချောင်းကြီးမြင်သွားပြီးတော့ Grace ကလည်း Hatter တယောက်မိချောင်းနဲ့တွေ့နေတာကိုတွေ့သွားခဲ့တာပါ။ Hatter Grace ကိုရဟယင်ကိုစံနှိုးထားဖို့ပြောလိုက်တဲ့အတွက် Grace လည်းစံနှိုးထားလိုက်ပါတယ်။ဟတာကရဟယင်နာကိုတဖြည်းဖြည်းပြန်ဆုတ်လာပြီးတော့ အနောက်တော့မိချောင်းကိုလေဖောင်းနဲ့ဖောင်နဲ့အာယုံလွှဲပြီးတော့ရဟန်းရင်ပေါ်ကိုပြေးတက်လာပါလေသူတို့တွေရဟန်းရင်ကိုမောင်းပြေးဖို့လှုပ်ပေမဲ့မိချောင်းကပါဇက်နဲ့ကြိုက်ထားတာကြောင့်တော်တော်နဲ့မောင်းလို့မရဘူးဖြစ်နေခဲ့တာပါဒါမဲ့နောက်ဆုံးမှာတော့မိချောင်းပါဇက်ကနေသူတို့နှစ်ယောက်စလုံးလွတ်လာခဲ့ကြပါလေ။သူတို့တွေစကန်းကိုပြောင်းတဲ့ခါမှာတော့ဟန်နဲ့ဂျက်ဝေါကဟတ်တာတယောက်သူတယောက်ထဲတွေမဟုတ်ပဲရဲမေဂရိတ်ကိုပါအသက်အန်ဒီရရှိအောင်လှုပ်ခဲ့တာကြောင့်ဝိုင်းပြီးတော့ကောနေကြပါလေ။ဟတ်တာလည်းစိတ်မကောင်းဖြစ်ပြီးတော့သူရွက်ဖြစ်တဲတဲပြန်လာခဲ့တဲ့အတွက် ကယ်လီယာသူ့ကိုလိုက်ပြီးတော့နှစ်သိမ့်ပေးပါတယ်ဟန်တာကယ်လီကိုသူနောက်ထပ်ရေထဲမဆင်းတော့ဘူးလို့ဂရီပေးလိုက်ပြီးဒါမဲ့သူတို့မိချောင်းကိုတတ်လို့တော့မဖြေဘူးလို့ပြောလိုက်ပါတယ်ဒါမဲ့မကြာခင်မှာတောအိုင်းဒရိတ်ဆန်ထိမ့်သိမ့်အဖွဲကရောက်လာတော့မှာပါဒီဖွဲရောက်လာရင်ဂျောင်းဂျောင်းယူအရှင်ဖမ်းဖို့ထက်အသေးပြက်တတ်ဖို့ပဲလှုပ်ကြမှာဖြစ်ပါတယ်ဟန်တာဒီဂျောင်းဂျောင်းကြီးအသက်150လောက်ရှိပြီးတော့ပေ30ကျော်တောင်ရှိတဲ့ရှားပါမျိုးစိတ်ကြီးငါတို့အသေးပြက်တတ်လို့မဖြစ်ဘူးထိမ့်သိမ့်ရမယ်လို့ပြောပြီးတော့သူ့မှာမိချောင်းကြီးကိုပေးနိုင်တဲ့မေဆေးတွေအလုံးလောက်ပါလာတယ်လို့ပြောလိုက်ပါတယ် ်ကယ်လီယာလည်းဟက်တာပြောတာကိုသဘောတူလိုက်ပြီးတော့ဟက်တာကမိချောင်းကိုများခေါ်ပြီးတော့ပိုက်ကွန်တစ်ခုနဲ့ဖမ်းပြီးတော့မှမေးစေးပေးမယ်လို့ပြောနေပါတယ်အဲ့ဒါနဲ့ဂျက်ဝေါ်နဲ့ဟန်တို့လည်းဟက်တာပြောတာကိုလက်ခံလိုက်ကြပါတော့တယ်အဲ့နောက်တော့သူတို့တွေမေးစေးဘရင်မန်စီကနွားတကောက်ကိုသွားမလာကြပြီးတော့မိချောင်းကြီးကိုများခေါ်ဖို့လှုပ်ကြပါတော့တယ်ဟန်နဲ့သူ့ရဲ့ရဲတပ်ဖွဲ့ကလူတွေကကမ်းစက်မှာပိုက်ကွန်နဲ့ထောင်ချောက်လုပ်ဖို့ပြင်ဆင်နေကြပြီးဟက်တာတော့နွားကိုရိုက်ရင်နဲ့ဆွဲပြီးတော့မိချောင်းကိုများခေါ်ဖို့ကြံစီထားကြတာပါ အဲလိုနဲ့သူတို့ညာအုပ်တဲ့အထိနွားကိုရေထဲချပြီးတော့မိချောင်းကြီးကိုမျှားနေပြီမိ။ချောင်းချောင်းကြီးကပေါ်မလာတဲ့အတွက်သူတို့အကုန်လုံးစိတ်ပြက်လက်ပြက်ဖြစ်နေကြပါလေ။အဲဒီအချိန်မှာပဲဟက်တာကသူ့ရေဒါမှာမိချောင်းလာနေတဲ့လက္ခဏာပြနေတာကိုမြင်လိုက်ရပါလေ။အဲဒါနဲ့ဟန်တို့ဂျေဝေါ်တို့အဖွဲလဲဂျင်ကလီတွေတနတ်တွေနဲ့မိချောင်းကြီးကိုဖမ်းဖို့အတွက်အစင်းသိမ်းလှုပ်ထားလိုက်ကြပါတော့တယ်။မိချောင်းကြီးနားကိုရောက်လာတော့ဟက်တာကမိချောင်းကိုမျှခေါ်သွားပြီးတော့ကန်ဆာနာရောက်တဲ့အခါမှာနွားကိုအပေါ်ဆွဲတင်လိုက်ပါလေ။မိချောင်းလဲနွားကိုလှမ်းဟပ်လိုက်တဲ့အချိန်မှာဂျက်ဝေါ်က မိတောင်းကြီးကိုမေဆေးသနတ်နဲ့ပစ်ချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲရဟရင်ကထိမရဖြစ်လာပြီးတော့ကျိုးနဲ့ဆွဲထားတဲ့နွားကရေထဲပြုတ်ကျသွားသလိုဟတ်တာရဲ့ရဟရင်လည်းရေထဲကိုထိုးကျသွားပါတော့တယ်။အဲ့ဒါနဲ့ဟန်လည်းဟတ်တာကိုကယ်ဖို့အတွက်သူ့လူတွေကိုမေဆေးသနတ်တွေအစရိုင်ဖယ်တွေပြောင်းကင်ဖို့မိန်ပေးလိုက်တာပါ။အဲ့ဒီချိန်မှာပဲဟတ်တာကရဟရင်တကားကိုဖွင့်ပြီးတော့ထွက်လာတဲ့အတွက်ဂျက်ဝေါကသူ့ကိုရေထဲမှာဆေးမို့လှမ်းပြီးတော့သတိပေးလိုက်ပါတယ်။ဟတ်တာမိချောင်းပြောင်းနေတဲ့အတွက်မိချောင်းကြီးရဲ့အရေးချေကိုကြည့်နေတော့မှပဲ။ မိချောင်းကသူ့နောက်ကနေပေါ်လာအတွက်ဟတ်တာလည်းရေထဲကိုခုန်ချလိုက်ပါလေဒါမဲ့ခဏနေတော့မိချောင်းပြန်ပြောက်သွားတာကြောင့်ဟတ်တာကရဲရင်ဘုံပြန်ပြေးတက်လိုက်ပါလေဟန်ကကန်းဆက်ကနေတနတ်နဲ့အစင်းသိမ့်ချိန်ထားပြီးတော့ငါးစိတ်ဒီမှာတခုခံစားနေရတယ်လို့ပြောနေတော့မှပဲသူရှိကနေမိချောင်းကြီးပေါ်လာတဲ့အတွက်ဟန်ကတနတ်နဲ့တစ်ချက်ပြစ်လိုက်ပြီးတော့အပေါ်ကိုတက်ပြေးပါတော့တယ်မိချောင်းကသူ့နောက်ကနေလိုက်လာပြီးတော့ဟန်ကကားပေါ်ရောက်တော့သူလူတွေကကားကိုချက်ချင်းပဲမောင်းထွက်လိုက်ပါလေမိချောင်းကြီးကတော့ကားနောက်ကနေထက်ချက်မကွာလိုက်လာနေပြီး အဲဒီချိန်မှာပဲဂျက်ဝေါ်တို့ကတစ်တုံးတစ်ခုကိုတိုက်မိပြီးတော့ကယ်လီတယောက်ကားပေါ်ကပြုတ်ကျသွားပါတော့တယ်။မိချောင်းကလည်းချက်ချင်းကယ်လီဘက်ကိုလှဲ့ပါတော့တယ်။ဂျက်ဝေါ်တို့ဟန်တို့လည်းကားကိုရက်လိုက်ကြပြီးတော့မိချောင်းတို့တနတ်နဲ့ဝိုင်းပြီးတော့ပြစ်ကြပါတယ်။အဲဒါနဲ့မိချောင်းကြီးလည်းသူတို့ပဲပြန်လှဲ့သွားပြန်ပြီးတော့ကယ်လီကိုအမိနဲ့ပုတ်လိုက်တာကြောင့်ကယ်လီတယောက်ရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဟာတာကယ်လီကိုသူ့စီရေကူးလာဖို့អော်ပြောလိုက်ပြီးမိချောင်းကလည်းကယ်လီနောက်ကိုပြန်လိုက်လာပါပြီ။ကယ်လီကဟာတာစီကိုအမြန်ကူးသွားပြီးတော့ရေအောက်ထဲကိုငုံလိုက်ပါတယ်။ ပြီးတော့ရေအောက်ကတစ်ပင်တစ်ပင်နောက်မှာကွယ်ပြီးတော့မိချောင်းကိုမျက်ခြေဖြတ်လိုက်ပါတော့တယ်မိချောင်းကြီးသူ့ကိုကြော်သွားတော့ကယ်လီကရေပေါ်ပြန်တက်ဖို့လှုပ်တဲ့အချိန်မှာအရေးတဲ့ခြေတော့ကညံ့နေတဲ့အတွက်တက်မရကဖြစ်နေပါသေးတယ်အဲဒီမှာရင်ချောင်းချောင်းကြီးကယ်လီကိုပါစကြီးဖျဲပြီးတော့အာရပါရကြိုက်ချလိုက်ပြီမဲတစ်ပင်ကခံနေတဲ့အတွက်ကယ်လီတော့ကန်ကောင်းသွားခဲ့ရပါတယ်အိုင်နောက်တော့ကယ်လီကခြေတော့လွတ်သွားပြီဖြစ်တဲ့အတွက်ရေပေါ်ပြန်တက်လာနိုင်ပြီးဟတ်တာစီကိုရောက်သွားခဲ့ပါတော့တယ်အဲဒီချိန်မှာပဲမိချောင်းကြီးရရင်တဲကိုဝင်လာပြီးတော့ ဟတ်တာတို့ကိုကိုက်ဖို့လောက်ရမှာတော့မိချောင်းကောင်းကရန်ရင်ထဲမှာညက်သွားပါတော့တယ်ဟတ်တာနဲ့ကယ်လီတို့ကတော့လွတ်သွားပြီးတော့ဂျောက်ဝေါစီကိုပြန်ပြီးတော့ရောက်လာခဲ့ပါတယ်မိချောင်းကတော့ရန်ရင်ထဲမှာပိတ်မိနေပြီဟန်ကမိချောင်းကိုပြက်တတ်ဖို့လုပ်ပေမဲ့ဟတ်တာကဓာလိုက်ပါတယ်မိချောင်းကရုံးကန်နေပြီးတော့အဲ့ချိန်မှာသူတို့ပြစ်ထားတဲ့မေးစေးတွေရဲ့အစွမ်းကလည်းပြနေခဲ့ပါပြီမိချောင်းကမေးစေးအချိန်ကြောင့်ငိန်နေပြစ်ပြီးတော့သူတို့လေးယောက်သားကတော့မိချောင်းကိုတတ်တဲ့မတတ်တဲ့ငင်းခုန်နေခဲ့ကြတာပါအဲ့ချိန်မှာဂျက်ဝေါကတနတ်တလက်ကိုကောက်ကင်ပြီးတော့ မိချောင်းကိုပစ်လိုက်ပြီမယ်အဲ့ဒါကမေဆေးတက်နတ်ပဲဖြစ်နေပါလေအဲ့ချိန်မှာပဲရေထဲကနေနောက်ထပ်ချောင်းချောင်းကြီးတစ်ကောင်ပေါ်လာပြီးတော့ဟက်တာကိုလမ်းဆွဲလိုက်တဲ့အတွက်ဟက်တာလည်းပစ်လဲသွားပါတော့တယ်ဒါမဲ့ဟက်တာကမိချောင်းလက်ကနေလွတ်လာပြီးတော့ဂျက်ဝေါ်တို့လည်းသူ့ကိုပြေးပြီးတော့ကယ်ကြပါလေမကြခင်မှာပဲအဲ့ဒီမိချောင်းကထပ်ပေါ်လာတဲ့အတွက်ဟန်းကသူ့ကင်ထားတယ်လောင်ချာတနတ်ကြီးနဲ့ထူထဲလိုက်ရမှာတော့မိချောင်းလည်းတစားစီဖြစ်ပြီးတော့ရှော့ပရာသားနဲ့ဘောကားသွားပါတော့တယ်အဲ့ဒီချိန်မှာပဲတော်ရိုင်းတရိတ်ဆန်ထိန်းသိမ်းအဖွဲတွေလည်းရောက်လာတော့ဂျက်ဝေါ်က ဒီတော်ဝါကြီးကိုကျုပ်တို့အရှင်ဖမ်းရတယ်သူ့ကိုဆေးကူသားမှုပေးဖို့လိုတယ်လို့ပြောလိုက်တာပါအဲနောက်တော့ဒရိဆန်ထိန်သိမ်းရဲ့အဖွဲတွေကမိချောင်းကြီးကိုပုတ်လန်းကိုပို့ပြီးတော့ထိန်သိမ်းစောင့်ရှောက်ထားဖို့ကိုစီစဉ်လိုက်ပါတော့တယ်အဲဒီမှာဒဏ်ရာရတာတဲ့ဟက်တာကိုလည်းဆေးရုံကိုပို့ဖို့လုပ်နေကြပါပြီဒီကဟက်တာနဲ့တူဆေးရုံကိုလိုက်သွားပေးတာကတော့မတဲအတူနေတကြက်ကြက်ရန်ဖြစ်နေတတ်တဲ့ရဲမှုဟန့်ပဲဖြစ်ပါတယ်အခုတော့ဟန်နဲ့ဟက်တာတို့ကပြန်ပြီးတော့တဲ့သွားခဲ့ကြပါပြီတပတ်မှလည်းဂျက်ဝေါနဲ့ကယ်လီတို့ကအချင်းချင်းနှုတ်ဆက်ပြီးတော့ ကယ်လီတောင်နယူးယောက်ကိုပြန်ဖို့အတွက်လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ကြာခင်မှာပဲကယ်လီကစိတ်ပြောင်းသွားပြီးတော့ဂျက်ရဲ့ကားပေါ်ကိုတက်လာခဲ့ပါတယ်။ကြီးစားစီကတစ်ဆာဖောက်ခံလိုက်ရတဲ့ကယ်လီတောင်မိမအခြေသေးတွေ့ကမိချောင်းရေးတဲ့ဖူးစာနဲ့စုံတွေ့သွားတဲ့ပုံပါပဲ။စောစက်ကားရဲ့နောက်ဆုံးခန်းမှာတော့မိချောင်းတို့ရဲ့အမေကြီးမစ္စစ်ဘရိတ်မန်ကမိချောင်းပေါက်လေးနှစ်ကောင်ကို အစာတွေကျွေးနေတာကိုမြင်လိုက်ရရင်းနေပဲ။ဇက်ကားကဒီနေရာမှာဇက်သိမ်းသွားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ရက်ဒီဆက်မကောဒီလောက်ပဲမိချောင်းချစ်သူများသဘောကြတာပဲထင်ပါတယ်ဆိုတော့ဒီ Lake Blasted ဒီဇက်ကားကဒီနာမည်နဲ့နောက်ထပ်နှစ်ကားရှိသေးတယ်နောက်နေ့ဒီမှာဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဆိုတော့ဒီလိုမျိုးဇက်ကြောရိုးကတော့ဒီတိုင်းပဲဒါပေမဲ့ဒီလိုဇက်ကားတွေတွေ့ရင်ကြိုက်ကြတယ်ကျွန်တော်လည်းအဲ့ထဲမှာပါပါတယ်မိချောင်းတွေမွေကြီးတွေဘာညာအကောင်ကြီးတွေနဲ့တောထဲမှာဟလာလိုက်ဖမ်းတာထွက်ပြေးတာအဲ့လိုမျိုးဇက်ကားတွေကိုကျွန်တော်လည်းသဘောကြတယ်အဲ့တော့နောက်နေ့မှာဆက်ပြီးတော့ဂျန်တဲ့ဇက်ကားနှစ်ကားကိုတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဆောင်မြောကြည့်ရှုပေးကြပါအောင် channel ကို subscribe လုပ်ပြီးတော့ဗေးနာခေါင်းလောက်နှိပ်ထားပေးလို့ရပါတယ်ဇက်ကားတွေအစားဆုံးကြည့်ကြနေဆိုရင်လည်း Telegram channel ကို join ထားပေးလို့ရပါတယ်ခင်ဗျဆိုတော့ဒီနေ့မှာစာကနေဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့ကြောင်းကြောင်းချစ်သူပေါင်းသူတော်ကောင်းတို့တယောက်ချင်းဒီတိုင်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန်ခင်မူပါ